ငလေလောက်ပြီး၃ရက်မြောက်နေ့မှာပျော်ဝယ်မြို့တစ်မြို့လုံးရေးပြက်လက်သွားလို့အကူအညီတွေလိုအပ်နေပါတယ်။ဒီကြောင့်ကိုတော့မော်ရစ်ကပြောပြပေးမှာပါ။အေအပြင်းငလေလှုပ်ခတ်ပြီး၃ရက်မြောက်နေ့မှာမန်လေးတိုင်းတွေကပျော်ဝယ်မြို့မှာလည်းတစ်မြို့လုံးနီးပါးတောက်ရီ၃ရက်ပြက်လက်နေလို့ဒေသခံတွေအကူအညီတောင်းနေကြပါတယ်။တစ်မြို့လုံးလက်စစ်မီပြတ်တောက်နေတဲ့အပြင်အကူအညီကယ်ဆယ်ရေးအဖွဲ့တွေမရောက်လာကြသေးဘူးလို့လည်းဒေသခံတွေက TPP ကိုဆက်ပြောပါတယ်။လက်ရှိအချိန်ထိမြို့တွေကအပြည့်စည်းတွေနဲ့ပိတ်မိနေတဲ့သူတွေကို အချင်းချင်းကူညီကယ်ထုတ်ပေးနေရပြီးအစားအသောက်နဲ့ရေတွေထောက်ပံ့ပေးဖို့ကိုအကူအညီတောင်းခံနေကြတာပါကုလောလောဆယ်မှာတော့၃ရေအဓိကပေါ့တောက်ရေကတော့ကျွန်တော်တို့ရေစက်တွေပုံမှန်လေပတ်ပေးနေရဈေးကြီးကတော့မရှိဘူးဗျ၃ရင်အတွက်ကတော့တစ်ယောက်နဲ့တစ်ယောက်ဝေမျှပြီးတော့သုံးတာတွေပြီးတော့မြို့ထဲမှာအတယောက်နဲ့တူးနဲ့တူးပေါ့နော်ရေတွားပြီးတော့ပေးဝေးရတယ်ရှိတယ်ဗျအပြီးတော့တခြားကားတွေပေါ့နော်မီတက်ကားတွေပိုင်းနဲ့လည်းအကူအညီတောင်းပြီးတော့ ပို့ရတယ်တော့ရှိတယ်ဗျဒါပေမဲ့တစ်မျိုးလုံးအတိုင်းအတာနဲ့ဆိုရင်တော့အနေချင်းတော့ဒုက္ခများတာပေါ့ဒီရင်မီးပြတ်နေတော့ရင်မရတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ရေပြတ်လက်နေတဲ့အိမ်တွေကိုအချင်းချင်းကူညီနေတဲ့ပုံစံနဲ့လက်ရှိရေပြတ်တနာကိုဖြေရှင်းနေကြပြီးတစ်မျိုးလုံးအတိုင်းအတာနဲ့ရေကူနေရတဲ့အတွက်လုံနေတဲ့ရက်ွက်တိုင်းကိုတော့မကူနိုင်သေးဘူးလို့လည်းဒေသခံတွေကဆက်ပြောပြပါဗျာ။ငကောကလည်းပြီးတယ်ဆိုလည်းကောင်းကောင်းမပြီးနိုင်ဘူး။ ရတယ်ဒါတော့မပြီးနိုင်ဘူးအခုကလှုပ်ပြီးရင်ပို့ဆိုးတာဘာမှ300ရည်ပြီးဘယ်လိုလဲမရ300ရည်ပို့ဆိုးတာပေါ့နော်အဲ300ရည်အတွက်ကိုကျွန်တော်ကားတွေပေါ်မှာအဲ fiber တိုင်ကြီးတွေတည်နေမှာအဲ့လို light မရသေးရတာတိုင်ကြီးမရှိတဲ့ drive အမှန်မပေးနိုင်အများကြီးကို light မပေးနိုင်ဘူးအဲ့လိုမျိုးပေါ့လူအယောက်90ပိတ်မိနေတယ်ပျော်ပွဲကမ်ဘောဇာဘက်မှာလည်း match လ31ရက်နေ့အချိန်ထိ15ရောက်တာကယ်ထုတ်နိုင်ခဲ့ပြီးကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့အကူအညီတွေလည်းလိုအပ်နေဆဲပါကယ်ဆယ်ရေးလုပ်နေတဲ့သူတွေရဲ့ပြောပြချက်အရငလင်လှုပ်ပြီး ပျော်ပွဲမျိုးတဲသောမျိုးနဲ့ဝမ်ဒရင်းမျိုးတွေပါတေဆုံးသူ200နီးပါးတွေ့ရှိထားပြီးဒဏ်ရာရသူ80ကျော်ရှိတယ်လို့ဆိုထားပါတယ်ကျွန်တော်မော်ရစ်ပါ